အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဇေယအောင်ကျော်ဆန်းမန္တလေးရေးသားသောမတ်အမရာတက်ခါနီးချိန်မှုဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာမတ်အမရာတက်ခါနီးချိန်မှုမေကြီးအသက်ဘယ်လောက်လဲ88နှစ်ကျန်တဲ့မေကြီးတွေကတော့ မမတင်က82နှစ်မမခင်က83နှစ်နေစမ်းပါဦးမင်းတို့ကဘာကိစ္စနဲ့လာပြီးအသက်တွေလာမေးနေကြတာလဲကျွန်တော်တို့ကဒီရက်ွက်ထဲကလူငယ်တွေပါခုနှစ်စန်းတရက်နေ့မှာအသက်80နဲ့အထက်ကိုတက်ကြီးပူဇော်ပွဲလုပ်ချင်လို့ပါဘာရဲ့အသက်80နဲ့အထက်ကိုကတော့မှဟုတ်လားဒါဆိုငါမပါသေးဘူးပေါ့ဖះဖះတော်သေးတာပေါ့ဘာကြောင့်မန်းတော့မသိဘူး ပြုံးစီစီနဲ့ကျုပ်အမနှစ်ယောက်နာမည်နဲ့အသက်ကိုရေးမှတ်ယူသွားကြလေရဲ့သူတို့ကတော့80ကျော်ရီဥစ္စာကျုပ်ကအခုမှ88နှစ်လေကျုပ်ကအငယ်ဆုံးရဲ့ကျုပ်တို့မှာညီအမ3ယောက်ပဲရှိတယ်ကျုပ်တို့ကအဖေအမေရှိတုန်းလဲဆွေမျိုးတွေကအိမ်ကိုလာတာမှမရှိတာဟောအဖေအမေတည်တော်လဲအမ2ယောက်ဈေးကြိုမှာဈေးထွက် ကျုပ်ကမူလာရန်ပြဆီယာမအလုံးနဲ့စားကျင်တာစားဝှစ်ချင်တာဝှစ်ပြီးနေလာလိုက်ကြတာတိတဲ့အတိုင်ကျုပ်အငယ်ဆုံးတော့88နှစ်ရောက်ပြီလေအသက်80လောက်ကလေးကမမခင်တို့မမတင်တို့ကဈေးမထွက်ကြတော့ပါဘူးဆိုင်ကန်းတွေကဈေးတက်လာတော့ရောင်းပြီးကျုပ်တို့ညီအမတွေဗန်အပ်ပြီးအတိုးနဲ့စားနေကြတာပေါ့အဲ့ဒီတော့ကျုပ်တို့မှာအပူပင်ကလည်းမရှိပြဿနာဆိုတာကလည်းကျုပ်တို့ညီမအချင်းချင်း နှစ်ရက်တစ်ခါသုံးရက်တစ်ခါစကားများတာကလွဲရင်အပြင်ပြဿနာမရှိတော့ကျုပ်တို့ညီအမသုံးယောက်လောကမှာနေပျော်ပါလေလေညီအမသုံးယောက်စကားများတာကတော့ခဏခဏပါပဲဘေးအိမ်တွေကိုတောင်ရှက်တယ်အဟုတ်ဟိုနေ့ကလည်းမောင်ကို့သားမောင်မောင်လွင်အိမ်လာလေတော့အလက်မမမတင်ကမောင်လွင်အင်ကြီးကလှတာဟဲ့နှွေးလဲနှွေးမာနော်ဟုတ်ကဲ့ကြီးကြီးတင်တရုတ်ကလာတာ အဲ့ဒါမမခင်ကလှလဲမလှဘူးနှွေးလဲနှွေးမှာမဟုတ်ပါဘူးအလကားအင်ကြီးပါဟဲ့ညီဘလို့ပြောလိုက်တာလဲမှန်ရင်လာကြည်လားရှီကြီးခိုးပါရဲ့အေးဒစိုက်ကလေးပြောနေတာတွေပြောမနေစမ်းပါနဲ့မောင်လွင့်ကို အားနာစရာခိုးနေကလည်းကိုယ်အသက်ရွယ်နဲ့ညောင်မင်းစည်းတယောက်တည်းမသွားပါနဲ့လို့ဆိုတာကိုပြောမရတားမရသွားတယ်သွားပြန်တော့လဲမမခင်ရဲ့ကြက်ကလေးတစ်ချမ်းဝယ်လာပါဆိုတော့လဲ မကြီးသီးမဲ့တွေနဲ့ထញ្ញက်တွေဝဲလာတယ်။မောင်လွင်ရဲ့ငါတော့စိတ်ကိုညစ်ရောဟဲ့။ဟဲ့မဲတင် နင်ကငါ့ကိုဧည့်သည်ရှိမှအဆက်ခွဲနေတာလား။ဈေးသွားတာငါဝဲနေတာဝဲငါစားနေတာစားဖို့သွားတာ။တို့နှစ်ယောက်အတွက်တော့မငိမ့်မုန်ဒီနှစ်ပွဲတော့ငါဝဲခဲ့သေးတယ်။ကျေးဇူးကန်းတွေမကြီးဖြော်ရေးလို့လဲတင်းလို့တောက်တာပဲမဟုတ်လား။တဲငါမပြောချင်ဘူး။ကဲစဉ်းစားကြည့်စမ်းဘလောက်များအစီအငေါ်မတည့်တဲ့ဇကားတွေလဲဆိုတာ ဧည့်သည်တယောက်အိမ်ကိုမဝင်လာနဲ့ဝင်ဝင်ချင်းကိုမမခင်ကသူ့ကိုကြီးကြီးခင်နေကောင်းလားဘဲနေတုံဘဲညာတုံနှုတ်ဆက်မှကြိုက်တာဒီလိုမှမလုံးမိရင်အဲ့ဒီဧည့်သည်ကိုစကားကောင်းပြောဖို့ကိုမစင်စားတော့ဘူးခုကြည့်လေမောင်လွင်ကလည်းဝင်ဝင်လာချင်းအပတ်ဝမှာထိုင်နေတဲ့မမတင်ကိုအရင်နှုတ်ဆက်မိတော့အလကားနေရင်ဘူတော်ခံရတာပေါ့မမတင်ကလည်း ကိုအမအကြောင်းကိုသိရတာနဲ့အလကားစကားများအောင်ဝင်ပြောတာသူတို့ကတော့အသက်ကြီးလေးလေးအပြောမတက်လေးလေးပါပဲဟိုတလောကလည်းအိမ်မှာအမိုက်တွေများတော့ဘေးရင်ကကလေးတွေကိုအရှင်းခိုင်းရတယ်လေအမိုက်ရှင်းတဲ့ကလေးတွေကိုအစာပြေမုံလေးပါလေးကျွေးကျင်လို့ပတ်စံပေးပြီးသွားစားခိုင်းရင်ရသားနဲ့ကိုအသက်အရွယ်80တွေမှမထောက်ကိုယ်တိုင်သွားဝယ်ပြီးအိမ်မှာကျွေးမယ်တဲ့လေဘာမှမဟုတ်ဘူး အိမ်မှာတခါတလေလူစီနေတာကိုပဲသဘောကျမိနေကြတာအဲ့ဒါကလေးတွေကိုထက်တရားစားမလားပလာတာစားမလားမေးတော့တယောက်ကထက်တရားတယောက်ကပလာတာနဲ့ကဲရှုပ်မကုန်ဘူးလားတခါဝဲလာပြီးစားကြပြန်တော့ကလေးတွေကသူတို့ဘာသာသူတို့ထက်တရားကအဝိုင်းပလာတာက၄တောင်ဂျုံနဲ့လှုပ်တဲ့မုံအတူတူပဲဟာကိုထက်တရားကောင်းတယ်ပလာတာကောင်းတယ်နဲ့စကနိုင်လူညင်းကြတယ်လေကျုပ်ကကြောင်းစရာမလှုပ်လာတာ ကလေးတွေအကြောင်းတိတ်သည်ကို့လာကူတဲ့ကလေးတွေပဲပျော်ပါစီပေါ့အဲ့ဒါကိုမမတင်ပေါ့ကဲကဲစားပြီးပြန်ကြအပိုတွေပြောမနေနဲ့ပလာတာလည်းငါမကြိုက်ဘူးထက်တရာလည်းမကြိုက်ဘူးချပါတီပဲကြိုက်တယ်သူနယ်လည်းမဆိုင်ပဲဝင်ပြောတယ်ကလေးတွေပြုံးတဲ့အပြုံးကျုပ်တိတာပေါ့သူဟာသူချပါတီကြိုက်တာဘာဖြစ်တော့ကိုအသက်အရွယ်80ကျော်ကြီးနဲ့ကလေးတွေကြားနောက်တာလည်းမဟုတ်ပါမဟုတ်နဲ့ ဝင်ပြောเสียရမလို့ပါဘူးကိုလဲအိမ်ကထွက်ပြီးလက်ဖက်ရည်ဆိုင်မှာထိုင်ပြီးပလာတာထက်တရာအကြောင်းညင်းရမယ့်အရွယ်လည်းမဟုတ်ဘူးမတကကိုကခြားပါတီကြိုက်လဲကို့အိမ်ထဲကိုလှုပ်ရှားရုံပဲကလေးတွေပြန်တော့ကျုပ်မမတင်ကိုပြောပြလိုက်တယ်မမတင်ကို့အသက်အရွယ်နဲ့ကိုစင်စင်စားစားပြောမှဆိုမှနေမှပေါ့ကလေးတွေကြားတယ်ဟုတ်ပါတော့ဟုတ်ပါ ကျုပ်ကအသက်သာကြီးတာကြီးလို့မြူနီစပယ်ခဏတန်းအောင်ကြီးမှာမဟုတ်တာကိုတော့ကျောင်းဆရာမကြီးမှာမဟုတ်တာကိုတော့ဘယ်စဉ်းစားတတ်ပါမလဲမဲရွှေနော်ကြီးငါကို ပြန်ကြိုက်ကြလားငါထိုင်ရှိခိုးပြစ်လိုက်မယ်ကဲကျုပ်ဘာဆက်ပြောရမှာလဲငိန်နေလိုက်တယ်လေပြောကျင်သေးတယ်ပြောကျင်သေးတယ်နားမကြီးသေးဘူးမဟုတ်လားမိတ်ကအကြောင်းပေါ့ကျုပ်အမတွေကအသက်သာ80ကျော်ကြတာ မိကကဂုဋ္ဌိလိန်တော်မင်္ဂလာဆောင်ဖြစ်ဖြစ်အလှဖြစ်ဖြစ်တွန့်ခေါက်နေတဲ့မျက်နာတွေကိုမိကလူမျက်ခုံးမွေးဆွဲပြီးမှထွက်ကြတာဒါပေမဲ့အလေသာမမတင်တို့မမခင်တို့တက်ကြီးပူဇော်ပွဲသွားရင်တော့မိကတွေလူမသွားကြနဲ့နော်လို့ကျုပ်ကပြောတော့ဟဲ့အာအာရဲ့ဒီလိုပွဲမျိုးမိကတည်လူသွားရင်ကျုပ်တို့ကိုမကြော်ပဲကျုပ်တို့စီကတော့ပြန်အလူခံသွားအောင်မယ်တည်ရလားတဲ့ကြီးစရာကြီးနော် ကျုပ်သားဆီယာမဘွားကလေးကတနခါပင်းကြရိုက်ကြီးကြောင်းတက်လာတာသူတို့နှစ်ယောက်မှာဖြင့်အာချီတို့ဒီယာဘွန်းတို့လိမ့်ပြီးဈေးချိုဈေးထွက်လာကြတာကြီးလေငယ်ချင်းကမဖြောက်လေပါပဲဒါပေမဲ့တိတယ်မဟုတ်လားခစ်တွေပြောင်းဈေးကကောင်းတော့သူတို့တွေမိတ်ကလည်းပြောင်းသုံးရတာပေါ့မမခင်ကတက္ကသိုလ်မိတ်ကမမတင်ကဒေါ်သီတနခါမိတ်ကလေဒါတော်မှတက္ကသိုလ်မိတ်ကကကောင်းတယ်လေ ဒေါ်တီကကောင်းကလေးနဲ့ညင်းကြသေးတယ်မက်တင်ရဲ့တက္ကသိုလ်မိကပ်ကကောင်းတာပါအေးမိကပ်ဆိုတာငါကအရင်လူးလာခဲ့တာပါ ကောင်းမှန်းငါမှပိုတိတော့မပေါ့ဘာပိုတိရမှာလဲကျုံလူးနေတဲ့ဒေါ်တီမိကပ်ကမှပိုကောင်းတာပြိုင်မလားတတိရှိရင်ပြိုင်လေမမတင်ကျုပ်ကတက္ကသိုလ်မိကပ်လူးပြီးကုခိအင်းကြီးပုံစံနဲ့ဘောင်းမီဝစ်ပြီးဓာတ်ပုံရိုက်မယ်ကြိုက်ရလို့ကျုပ်ကလည်းဒေါ်တီမိကပ်လိန်ပြီးထိုင်မသိမ့်ဝိ့ စီးပုံစောင်းပြီးပြန်ရိုက်မယ်ကျုပ်လေသူတို့ရှေ့မှာရီယာလွန်းလို့အားမရတာနဲ့အိမ်သာတဲ့သွားကြော့ပါရဲ့အပေါ်သွားရင်ကြီးချလိုက်ရတယ်ကြံသေးတယ်ကြံသေးတယ်အဲ့ဒီမိတ်ကပ်ကိစ္စစကားပြောတဲ့နေ့ကပါပဲကိတ်မုံဝယ်စားကြတာမမတင်ပေါ့စိန်ကိတ်မုံကမန္တလေးအနောက်ကျုံးတောင်မှာ ဖွင့်ကားစားကျင်လှကြီးရဲ့ဆိုပြီး၁၈ကျက်လားထင်တယ်ပေးရတာ အင်ရောက်ရောက်ချင်းလင်ပန်းနဲ့ရေထဲတံပကံအပေါ်ကိတ်မုံတင်ပြီးကြောင်အင်အလေတက်တည်တည်ချာချာတင်လို့ကိတ်မုံပေါ်ပိုးဟတ်တက်မှာကြောက်လို့လေမဲရွှေမနဲ့စောစောထကိုလှပေါ်လက်ဖက်ရည်စောစောထဝယ်နော်ပါစဲတစ်ခွက်ဆိုအများကြီး၃ရောက်လောက်တောက်လောက်တယ်ချိုလုံးတော့အိမ်မှာရည်နွေးရောရအောင်မှာကြားလားကိတ်မုံကငါးပါးဆက်ထဲလက်ဖက်ရည်နဲ့ဆိုပိုကောင်းမယ်ထင်လို့တိလား ပေါပေါဆာဆာတော့ကိတ်မုံများကျုပ်ဒီတိုင်းစားပြီးရေတောက်ပြပါမယ်ယူခဲ့စမ်းမာတလုံးလုံးရှာမရှိစမ်းမာနဲ့မမခင်ရဲ့ကိတ်မုံကမနဲ့ကြမှာစားဖို့ပါဒစိတ်ကလေးအာညောင်းလုံးလို့စကားမများပါရစီနဲ့နဂါးစေးပိုးလေးကြီးကင်ပြီးငိန်ချက်သားကောင်းတဲ့မမခင်ကိုကြည့်ပြီးကြုတ်တနာမိတယ်အဲ့ဒီညာအိယာဝင်ကြတော့မမခင်ကအိယာဝင်နောက်ကြတယ်လေမမတင်က မမခင်ဘာလုပ်နေတာလဲ ကျမတို့တော်အပေါ်ရောက်နေပြီတယောက်တည်းတော်ကြမှလဲဟဲ့ပြုတ်ဟဲ့ဖြစ်နေအောင်မယ်လက်ရန်ကိုတေးချကိုင်းပြီးဖြည်းဖြည်းတက်ခဲ့ကြားလားမကြပါဘူးမမခင်တက်တယ်ထင်တယ်ခွန်းတုပ်ပြန်တယ်မကြားရဘူးအตาပဲကျုပ်အိပ်ရတဲ့ကျုပ်မှိန်နေမိတယ်လက်လာကုံမှထကြည့်တော့မမတင်ကရှူးရှူးဆိုပြီးသူ့ပါဇက်ပေါ်လက်ညိုးထောင်ပြီးတိတ်တိတ်နေဖို့ပြောရင်မမခင်အိပ်ရကိုလက်ညိုးထိုးပြတယ်ကျုပ်နားမလဲသေးဘူး မမတင်ကကျုပ်ကိုခေါ်ပြီးမမခင်အိယာနာသွားတယ်။စက္ကနဲဆိုမမခင်ရဲ့ဂွန်းဆောင်လှက်လိုက်တော့လာလာမမခင်ရဲ့ဂွန်းဆောင်ကြီးတွေဟွက်စားနေတာပေါ့။မကြီးမငယ်နဲ့ခိုးစားရသလားမမခင်ရဲ့အစချီပြီးမမတင်ရဲ့ပြောတဲ့ဆိုတဲ့တွေပြန်မပြောချင်တော့ပါဘူး။ကိုအိယာကို ပြန်ပြီးအိတ်နေလိုက်တော့တယ်။ဒါအတင်းပြောတာမဟုတ်ဘူးနော်။ ျုပ်တို့အရက်ထဲအေးအေးဆေးဆေးအမဲအိုတွေလည်းအများသာဒါပေမဲ့ကျုပ်တို့အိမ်ကဟာရီလိုလဲအများသာပဲနေမှာပေါ့သူတို့တက်ကြီးပူဇော်ပွဲကို သွားမှာပဲကြုံနာအေးတော့တယ်မသွားခင်လဲနားကိုညီးနေတာပဲမမတင်ကရှမ်းလုံးကြီးအညိုလေးတွေ စင်တူဝတ်ရရင် မကောင်းဘူးလားမမခင်ညီးကြိုက်တာဝတ်မယ်တင် ကျုပ်တို့အဖို့မဆက်နဲ့ကျုပ်ကဟိုတီဝီဇခင်ရအောင်နဲ့ရှမ်းလုံးကြီးမယန်းကန်လေးဝတ်သွားမှာ စင်သူဝေးရအောင်ကလည်းညီနဲ့ငါဆက်လက်ခုံကမဟုတ်ဘူးအညိုဝေးရအောင်ကလည်းဒါဥပုံဆောင်တာမဟုတ်ဘူးကိုနဲ့တတ်တူရွယ်တူတွေကြာနဲ့နဲ့တော့အယောင်အဆင်းထွက်မှဖြစ်မှာတဲ့ကျုပ်ဖြင့် तू ပြောမှပဲတွေးမိတော့တယ်ကျုပ်အသက်အရွယ်နဲ့တော့အဝတ်ဆိုတာအပူချိန်အေးရမယ်အေးချိန်နွေးရမယ်တက်ရက်ရမယ်တန်ရှင်းရမယ်ဆိုတာပဲတည်တယ်သူ့လိုတော့အယောင်အသွေးမစင်းစားမိပါဘူးအင်းလေ ဒါကြောင့်လဲကျုပ်88နှစ်ခဏခဏချူချပြီးမမခင်80ကျော်ကဒေါန်ဒေါန်မီဖြစ်နေတာလားလို့တောင်တွေးမိတယ်။အသက်မရှိတာရှိတာထားတောင်းတောင်းအီအီကတော့တွေးမနေခြင်းပါဘူး။တော်ယုံပဲနေပြရစီတော့မဲရွှေဟဲ့မဲရွှေရဲ့ငလေးပလေးနဲ့ဘာလုပ်နေတာလဲဟဲ့တကားဖွင့်စမ်းပါဦးအတန်ကြားလို့ခက်တုတ်တုတ်ထွက်ပြီးတကားဖွင့်ပြီးတော့ ကျွတ်ကျွတ်အိတ်တယောက်တစ်လုံးနဲ့ညီမနှစ်ယောက်ခက်ပြုံးပြုံးဝင်လာကြတယ်။မဲရွှေရဲ့မြင်စေခြင်းနဲ့မြင်စေခြင်းနဲ့ငါတို့ကိုတိတ်ကယူဆိုင်ကြတာလူကြီးတွေကညီးပါတယ်များမှတ်ကြလားမသိဘူး။ဆ ्याम ာကြီးတို့လာကြပါကြွကြပါဆိုပြီးထိတ်ဆုံးစပွဲကထိုင်ခိုင်းတာ။ငါအနောက်ဝင်းထဲကမိန်းမတွေနဲ့ရောမထိုင်ခြင်းဘူးလေအတော်ဖြစ်သွားတာပေါ့။ပွဲသွားပွဲလာတောက်ပြောင်အောင်ဝစ်စရာရှိတဲ့ဟာတွေမဟုတ်ဘူး။ 80အထက်သာဆိုတယ်ဟိုဘက်အကွက်ထဲကညီးထက်ငယ်တဲ့သူတွေတောင် ပါတယ်တော့ဘလို့မှားပါတယ်မသိပါဘူးမှတ်ပုံတင်လေးပါလေစစ်ဖို့ကောင်းတယ်မမခင်ကလည်းမဟုတ်တာတွေဘာမဟုတ်ရမှာလဲအေးမဲရွှေမြူနီစပယ်ကျောင်း၃တန်းတတ်တော့အဲ့ဒီမိန်းမကနှစ်တန်းရှိသေးတာငါမှတ်မိတာပေါ့နေစမ်းပါအောင်အေးအိုက်ကအိုက်နဲ့အင်ကြီးလဲပေးရစီအောင်တော်သေးတယ်သူအိုက်နေလို့သား ်လို့မဟုတ်ရင်ညင်းတာခုံတာကြားရအောင်မှာသူတို့ကိုကြောလိုက်တဲ့ကြွကြွအိတ်နှလုံးကဆင်တူအေကန်းခုံနှန်းရှိပေါ်တင်ထားတာကျုပ်ကလည်းဆက်ဆက်ဆုဆုဆိုတော့ဖြွင့်ကြည့်တာပေါ့အမေမစိုးဘူးတော့ဥပငိန်သားစတုမတူအေကဘာစေးပယုတ်စီတပတ်ကလေးတစ်ထည်နဲ့တယုတ်ပါတိတ်နီညိုရောင်လေထမိန်လေးကလှလှလေးဆိုတော့ကျုပ်ဖြန့်ပြီးကက်ကြည့်မိတာပေါ့ မမတင်ကဇကနေကျုပ်စီကဆွဲယူပြီးအမေငါရတာအလှသားဟဲ့လို့စွတ်ကတ်ကြည့်တယ်။ကျုပ်ဒေါသမဖြစ်မိပါဘူး။တည်သားပဲ။သူတို့ဒီအတိုင်းလုံနေကြပါပဲ။မမခင်ထွက်လာတော့ဟဲ့အဲ့ဒါငါအထုပ်သေးကမဟုတ်လား။ပေးစံပေးစံဒါငါလုံကြီးဆိုပြီးလှမ်းယူတော့တာပဲ။မမတင်ကမမေးမမြန်းနဲ့ဘဲနဲ့တော့ထုပ်ကဟိုမှာလေ။ မဟုတ်တာအေးကျွတ်ကျွတ်အိတ်ကိုလိန်လိန်ပြီးကင်တာညီးအကျင့်ကျုံမသိတာမဟုတ်ဘူးနော်ဟိုမှာကြည့်ပါလားအိတ်အဆတွေလိန်နေတာကူဖွင့်ကြည့်တာငါအထုံးဟဲ့မေတင်ရဲ့မဟုတ်ဘူးမမခင်ဒီအထမိန်အစင်လှလို့လိုချင်ရင်လဲပြောဒါကျမအထုတ်ပါညီးငါ့ကိုဘလို့ပြောလိုက်တာလဲငါလီဆဲတယ်လို့ဖြစ်မနေဘူးလားငါအထုံးမို့ငါအထုတ်ပြောတဲ့ဥစ္စာ အကုသို့ဖြစ်အောင်တသက်ကြောက်သေးတွန်းချနေပြန်ပြီ မောင်လွင်းအမလှလှတို့ထေးထေးတို့ဂျူးဂျူးတို့ရောက်လာလို့ပေါ့မမလှကကြံတဲ့အထုပ်ဖွင့်ကြည့်တော့မှလုံကြီးကတအုပ်သေးကဖြက်လာတာစင်တူတွေကဲစကားပြောတွေပဲအဖက်မတင်သွားဘူးလားကြားရတာတွေကလည်းစိုးမကုန်ဘူးလားအဲ့ဒီနေ့ညကညီအမ၃ယောက်စကားမပြောပြကြဘူးမမခင်ကငကားစေးပေါ်လေးကြီးတောက်ပြီးငြိမ်နေတယ်မမတင်ကစိတ်ပဒီးကြီးကင်လို့ ကျုပ်ကတော့ပလက်ကလထိုင်ပေါ်မှာသူတို့ဘာတွေးနေမှမသိပါဘူးကျုပ်ကတော့သူတို့ကြည့်ပြီးသူတို့အကြောင်းတွေးပြီးစိတ်ရှုံနေမိတယ်မမခင်ကယောဂီတပတ်ကိုလှမ်းယူပြီးဖျားစင်ရှိမှထိုင်နေထုံးစံအတိုင်းဩဃာတာအစချီပြီးဖျားရှိခိုးပြီးနောက်မမတင်ဖျားရှိခိုးတယ်သူတို့နှစ်ယောက်စလုံးအိယာဝင်သွားတဲ့အထိကျုပ်ထိုင်ရာကမထမိသေးဘူးသူတို့ရဲ့ဆူတောင်းတဲ့က အတဝေါတရား၄ပါးတို့ဤကင်းရာကုံရာငိမ့်ရာချုပ်ရာဖြစ်သောနိဗ္ဗာန်သို့ရောက်ရပါလိုဤဆိုတဲ့ဆုတောင်းကို ကြားရောင်နေမိတယ်။ကျုပ်ရှိခိုးရင်လည်းဒီလိုပဲဆုတောင်းရမှာပါ။ကျုပ်တို့ညီအမ၃ယောက်စလုံးနိဗ္ဗာန်လိုချင်တဲ့နေရာမှာတော့ရံမဖြစ်ကြပါဘူး။ဒါပေမဲ့ကျုပ်တိနေတာကတော့ပြောချင်ရပြောလှုပ်ချင်ရလှုပ်တတ်တဲ့ကျုပ်အမကြီးရဲ့အမကြီးမန်းတည်ရနဲ့အလျှော့မပေးတဲ့ကျုပ်အမလက်ရဲ့ သူတို့နှစ်ယောက်အကြောင်းကိုစိတ်ညစ်စရာအဖြစ်တွေးတတ်တဲ့ကြုတ်ရယ်ပေါင်း၃ယောက်နိဗ္ဗာန်ကိုဒီဘဝတော့မရနိုင်ဘူးဆိုတာကြုတ်သိနေတယ်လေနားစင်ခံစားပေးကြပါတော့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ